အတိတရာအညာတခုကန္ဓာအလှဲ့ကျလာပြန်ပြီဆိုတော့ဒီတစ်ပတ်မှာလဲတွေးခေါ်ဆင်ခြင်မှုများကိုဆင်ခြင်တုံတရားနဲ့အညီလေ့လာသွားကြပါစုဖျားသခင်ရဲ့ဝိညာဉ်တော်နဲ့အဆက်ပြတ်တဲ့လူရဲ့နာဝိညာဉ်ဟာစိတ်နဲ့ခန္ဓာလွှာကိုထိုးဖောက်ဖို့ကြိုးစားနေရတဲ့လူရဲ့နာဝိညာဉ်မှာတဘူဘောတဘူထပ်ဆင့်ပြီးတော့လူစားတိကလိုက်လံနှောက်ရှက်ပေးနေတဲ့အတွေ့ အတော်ကိုအခက်ခဲတွေ့ရပါတယ်။အဲ့ဒီအခက်ခဲကိုဘာနဲ့အောင်မြင်နိုင်သလဲ။ခန္ဓာနဲ့စိတ်အလွှာတို့ကိုထူဖောက်ကျူးစားနေတဲ့လူနံဝိညာဉ်ဟာဖျားသခင်ရဲ့ဝိညာဉ်တော်နဲ့ဆက်သွယ်မိတဲ့နေ့ကစပြီးကံလံကံလံနဲ့အနှောက်ယှက်ပေးနေတဲ့ဇာတိကိုလွယ်လွယ်နဲ့အနိုင်ယူလာပါတော့တဲ့တရားနာပိဋကဒါကြောင့်ဒုက္ခပဲလောက်ရောက်ရောက် အပြင်းစိတ်ငြိမ်းချပြီးတော့အဲ့ဒီလိုပုံကိုယ်တွေဟာပြုံးမဆင်းနေနိုင်တာကိုကျွန်တော်တို့တွေ့နိုင်တယ်။အဲ့တော့လူမှာဇာတိပဂရိဆန်တဲ့လူနဲ့ဝိညာဉ်ပဂရိဆန်တဲ့လူလူပင်းစကားပြောရင်တရားမကျင့်တဲ့လူနဲ့တရားကျင့်တဲ့လူပေါ့ဗျာ။အဲ့တော့နှိုင်းရှင်ကြည့်ရအောင်။အဲ့တော့ဇာတိပဂရိဆန်တဲ့လူတရားမကျင့်တဲ့လူမဆက်ကတ်တဲ့သူအဲ့သူ့ထဲမှာဘယ်လိုဖြစ်နေလဲ။ငါတိဟုသောအတ္တကို မိမိရဲ့အသက်တာပလင်ပေါ်မှာတင်ထားပြီးတော့ဖန်ဆင်းရှင်ဘုရားသခင်ကိုဘေးချိန်ထားတဲ့အသက်တာဖြစ်နေတဲ့တရားနာပိဋကအဲ့ဒီပုံကိုယ်ရဲ့မှာအပြစ်နဲ့ဒုစရိုက်နဲ့ပြည်နေတဲ့အသက်တာဖြစ်နေတယ်။လုံနေတဲ့ညကိုင်းနေတဲ့ညအလကားအချီးကြီးဖြစ်နေတယ်။သူ့ရဲ့အသက်တာမှာဘုရားရဲ့တကူမဲ့နေတယ်၊လွတ်နေတယ်။မှားနေနေတဲ့လမ်းထဲမှာပဲသူဟာရှောင်လန်းနေတယ်။အမြဲစိတ်တက်ကြတဲ့အသက်တာဖြစ်နေတယ်။ အမြဲစိတ်ရှုပ်ထွေးနေတဲ့အတ္တဓာဖြစ်နေတယ်။စိတ်ဆင်းရဲဒုက္ခဖြစ်စီခြင်းလိမ့်ပြီးတော့မှခံနေရတဲ့အတ္တဓာပဲ။ငါရာသာတိပဂတိဆန္ဒလူဘုရားသခင်ကိုမဆက်ကပ်တဲ့သူရဲ့အတ္တဓာပါပဲတရားနာပိတ္တာ။ဘုရားရှင်ကိုမိမိကိုယ်ကိုမိမိဆက်ကပ်ပြီးတော့လူတန်းအသက်ရှင်တဲ့ပုဂ္ဂိုလ်ပေါ့။ငါဒီလိုတော့အတ္တကိုဘေးချိန်ပြီးတော့မိမိအတ္တဓာပြင်ပေါ်မှာ ဖန်ဆင်းရှင်ဘုရားသခင်ကိုတင်ပူဇော်ထားတဲ့အသက်တာဖြစ်တယ်။အပြစ်ဒုစရိုက်နဲ့ကင်းစင်ပြီးတော့ကုသိုလ်ပါတီတွေနဲ့ကျွယ်ဝနေတဲ့အသက်တာ၊ကျေးဇူးတော်လွှမ်းခြုံနေတဲ့အသက်တာဖြစ်တယ်။အလုတ်နေတဲ့မြ၊ကင်နေတဲ့မြကိုဘုရားရှင်ကဥထိတ်ထားပြီးတော့ပူဇော်ဆက်ကပ်ပြီးတော့လုပ်တဲ့တဲ့အတွက်အရာရာနဲ့အရှုံးမရှိအဆုံးမရှိအမြဲတမ်းအမျက်ထွက်နေတဲ့အသက်တာဖြစ်တယ်။အသက်တာတစ်ခုလုံးက ဖရာတကူတော်နဲ့လွှမ်းနေဖရာလမ်းမှန်တဲ့မှာအမြဲရောက်နေတဲ့အတ္တတာဖြစ်တယ်အခက်ခဲပြဿနာဘယ်လောက်ပဲရှုပ်ရှုပ်ထွေထွေအမြဲတမ်းအားတက်နေတယ်စိတ်လမ်းဆန်းကြည်လင်နေတယ်ဒုက္ခဆင်းရဲခြင်းတဲ့မှာပြုံးပန်းစင်ရဲ့ငြိမ်းချမ်းမှုအပြည့်ငြိမ်းချမ်းမှုအတိနဲ့ရှေ့ဆက်ပြီးတော့ရှောက်လှမ်းပြီးတော့တသွားအားဒီသွားနေတယ်